ဆိုင်ရာဒီ brand တွေက laptop ရော desktop ရောသူကစုံစုံလင်းလင်းကိုထုတ်ကြတယ်အဲ့တော့ detail ကိုဒီကိုယ်တိုင်ပေါ့နော် internet ကိုခောက်ပြီးတော့မှသူသက်ဆိုင်ရာ brand ရဲ့မှာ dell ဆိုတဲ့ dell.com asus ဆိုတဲ့ asus.com hp.com စသဖြင့်ဝင်ပြီးတော့မှသူတို့ brand like မ desktop ဆိုရင် desktop ဘာတွေထုတ်လဲ laptop ဆိုရင် laptop ဘာတွေထုတ်လဲဆိုတာလေးကို knowledge အနေနဲ့ရအောင်လို့လေ့လာထားတဲ့နဲ့လေ့လာထားဖို့လည်းလိုပါတယ်။ဟောဒါမှ computer ရောင်းတဲ့အခါမှာအများကြီး customer ကိုရှင်းပြနိုင်ပြီးတော့ဟို computer service technician တယောက်ကဟိုသူညှို့တဲ့ဒီ computer တွေကို ကစားမာရီကပို့ပြီးတော့ဝယ်ရင်ကြတယ်။သူညှိုးလိုက်တဲ့ပစ္စည်းကိုဝယ်ဝယ်ဖို့အတွက်ကစားမာရီကပို့ပြီးတော့မှလိုလာတာပေါ့နော်။အဲ့တော့ကွန်ပျူတာတွေအခုတော့ကနေပြီးတော့ကစားမဆက်ပြင်လဲကောင်းကောင်းလုပ်လို့ရတယ်လို့ကွန်ပျူတာကိုလည်းအကောင်းဆုံးညွှန်ပြီးတော့ရောင်းလို့ရတယ်။အဲ့လိုရောင်းလို့ရတဲ့အခါမှာဆက်ပြင်လုပ်တဲ့ငွေရလည်းပဲကိုယ့်ရဲ့အင်ကမ်းဖြစ်သလိုဒီကွန်ပျူတာရောင်းလို့ရတဲ့ကော်မရှင်ရလည်းပဲကိုယ့်ရဲ့အင်ကမ်းတစ်ခုဖြစ်လာမှာပေါ့နော်။ဟောတကယ်ရောင်းတဲ့အခါမှာကစားမာရီရဲ့ budget နဲ့ဒီအတုံးသူသုံးမဲ့နေရာပေါ့မူတည်ပြီးတော့မှကိုကကွန်ပျူတာကိုရောင်းတဲ့အခါကျကွန်ပျူတာ2မျိုး3မျိုးလုံးလုံး4မျိုးလောက်ပဲရွေးချယ်ဖို့ပြောရတာမျိုး ော့နောက်သင်ကန်းသားတွေမှာလည်းဒီ budget အလိုက်ပေါ့နော် customer အကြိုက် ဘယ်လိုကွန်ပျူတာကို recommend ပေးပြီးရောင်းရမလဲဆိုတာလေးတွေကိုလည်းထပ်ပြီးတော့သင်ပေးအောင်မယ်ခုနကပြောခဲ့သလိုပဲ internet မှာကိုယ့်ဘက်ကိုစိတ်ကြိုက်ဖြစ်ဖြစ်ချင်းဒီသက်ဆိုင်ရာ brand တွေရဲ့ထုတ်တဲ့ CV လေးတွေကိုအကြမ်းချင်းလေ့လာလိုက်ပါအကြမ်းချင်းဆိုတာတစ်ချိန်နှစ်ချိန်တော့ကြည့်နိုင်ဖို့ရပါပြီဒါလေးတွေရှိထားတယ်ဆိုတော့ကိုယ်ကသိအောင်လို့ဆိုအဆင်ပြေတယ်နောက်ထပ်နောက်ထပ်လေ့လာမဲ့သင်ခန်းစာတွေမှာအများကြီးအကျိုးပြုလာပါလိမ့်မယ်ကိုကိုတိုင်း service အပြင်သွားပြီးလုပ်တဲ့အခါကျရင်လည်းကွန်ပျူတာဆိုတော့မြင်လိုက်တာနဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့ own တော်ထဲမှာဘယ်ပစ္စည်းရပါဆိုတော့ကိုယ့်ကိုယ်ကိုယ်ဝင်ခွဲခြားပြီးမြင်နေတဲ့အခ ခါကျရင် service လုပ်ရတာ imminent ကိုမှ confidence ရှိလာပါလိမ့်မယ်။ Okay နောက်ထပ်သင်ခန်းစာတစ်ခုမှထပ်တွေ့ကြပါဦးမယ်။